ကျမကတော့သတင်းလိုက်ပါကျမဟာလွတ်လပ်တဲ့အာရှတန် RFA ဖွဲ့စည်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်သတင်းတောက်တစ်ယောက်ဖြစ်ရတဲ့ဘဝကိုကျမတကယ်တန်မိုးထားမိပါတယ်သတင်းလုံလန်းဆိုတာအတက်မွေးဝမ်းကြောင်းတစ်ခုထံမကပဲနဲ့ပိုလေးနဲ့တဲ့အလုပ်တစ်ခုလို့ခံစားလို့ဒီလုပ်ကိုကျမအနေနဲ့စိတ်အားထက်သန်စွာနဲ့လုပ်ကင်ခဲ့တာပါကိုတိုင်းရှာဖွေဖော်ထုတ်ပြီးရေးသားလိုက်တဲ့သတင်းတွေဟာစာဖတ်ပရိသတ်စီကိုအချိန်နဲ့တပြင်းညီရောက်သွားတဲ့အခါအဲ့ခါနေပြန်ရလာတဲ့ခံစားမှုဟာ စကလုံးနဲ့တောင်ဖော်မပြနိုင်အောင်အဖိုးတန်လာပါတယ်။မြမပြည်တဲကစိုးရွားလာတဲ့ဖိနှိပ်မှုတွေမတရားမှုတွေနဲ့အကြက်တဲတွေကိုဖော်ပြနိုင်ရင်ကျမအနေနဲ့ကိုယ်စွမ်းညံစွမ်းရှိသလောက်လှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ကျမတို့လုံးဝမမျှော်လင့်ထားတဲ့အခြေအနေတခုကိုလက်ရှိရင်ဆိုင်နေရပါပြီ။ RFA အနေနဲ့ပုံမှန်အတိုင်းဆက်လက်လဲပတ်နိုင်ဖို့ငွေကြေးအခက်အခဲရှိနေရကြောင်းအရင်လိုသတင်းတွေဝေဝေဆဆမဖော်ပြနိုင်တော့တဲ့အခြေအနေမှာရှိနေပါတယ်။ ဒါပေမဲ့လည်းပြည်သူတွေအတွက်ရနိုင်သမျှသတင်းတွေကိုဆက်လက်တင်ဆက်နေဦးမှာဖြစ်တဲ့ကြောင်းအသိပေးချင်ပါတယ်။စာဘက်သူတွေစီအရင်လိုဝန်ဆောင်မှုတွေမပေးနိုင်တော့တဲ့အချိန်ကာလမရှိကြသွားဖို့ကိုလည်းမျှော်လင့်ရပါတယ်။အခုလိုအခက်အခဲတွေကိုအမြန်ဆုံးကျော်လွှားနိုင်ဖို့ဆူတောင်းရင်း RFA အဖွဲ့သားတွေနဲ့အတူတူပြည်သက်တွေရှိမှာသတင်းတွေပြန်လည်တင်ဆက်နိုင်မယ်နေ့အမြန်ဆုံးရောက်လာမယ်လို့လည်းမျှော်လင့်ရင်းယာယီနှုတ်ဆက်စကားပြောလို့ရပါတယ်ရှင်။